မားတို့စီမှာပြည်တွင်းစစ်ကကြာရှည်နေပြီးမြန်မာကပြည်သူတော်တော်များများထိုင်းစီလာရောက်ကြတယ်။အခုဆိုရင်မြန်မာကနေထိုင်းစီရောက်နေသူပေါင်းဟာ9တန်းလောက်ရှိနေတယ်။တော်တော်များများဟာထိုင်းမှာတရားမဝင်နေထိုင်နေကြတာပါ။သူတို့ထဲတချို့ဟာထိုင်းမှာတရားဝင်နေထိုင်နေပြီးစစ်စင်ရရဲ့နေနေရတယ်။မြန်မာမှာဖြစ်ပျက်နေတာတွေတော်တော်များများကိုကျွန်တော်တို့သိပါတယ်ဒီကြက်တဲကြားမှာတရုတ်လူမိုက်ဂိုင်းတွေအတွက်တော့အခွင့်တာနေပြီးနေဆက်မှာစီးပွားရေးပုံစံအွန်လိုင်းလေလံမှုတွေအခြေစိုက်ထားကြတယ် ီကိန်းတွေဟာသူတို့ရဲ့ online လေလံမှုလောကကိုဖန်တီးခြင်းနေကြတာပဲဟေးဝီဟက်အစပက်ရှယ်ဂတ်စီမန်ရောဟာထိုင်းနိုင်ငံကပြည်သူပါတီရဲ့လက်ထောက်အကြီးအကဲတယောက်ဖြစ်ပြီးအမျိုးသားလုံခြုံရေးနယ်စပ်ရေးရအမျိုးသားမဟာဗျူဟာနဲ့အမျိုးသားပြန်လည်ပြုပြင်ရေးဆိုင်ရာ အောက်လွတ်တော်ကော်မတီရဲ့တဘာပတိလည်းဖြစ်ပါတယ်။မြင်းစီမားကမကြာသေးခင်ကသူနဲ့ထိုင်းမြန်မာနယ်စပ်ရေးရာနဲ့ပတ်သက်ပြီးဆွေးနွေးပြောဆိုခဲ့ပါတယ်။စဝါဒီကပ်အာစဝါဒီကပ်ထိုင်းနိုင်ငံဟာမြန်မာနဲ့နယ်စပ်လုံခြုံရေးစိန်ခေါ်မှုတွေရင်ဆိုင်နေရပါတယ်။ဒီပြဿနာတွေကိုကင်တွယ်ဖြေရှင်းရေးမှာဘာတွေကဦးစားပေးဖြစ်ပါမလဲ။ tackling of uh, those issues so we know that you know မြန်မာနိုင်ငံကအခြေအနေဟာရှုပ်ထွေးတာကိုကျွန်တော်တို့အသိပါခင်ဗျားတို့စီမှာပြည်တွင်းစစ်ကကြာရှည်နေပြီမြန်မာကပြည်သူတော်တော်များများထိုင်းစီလာရောက်ကြတယ်အခုဆိုရင်မြန်မာကနေထိုင်းစီရောက်နေသူပေါင်းဟာ9တန်းလောက်ရှိနိုင်တယ်တော်တော်များများဟာထိုင်းမှာတရားမဝင်နေထိုင်နေကြတာပါသူတို့ထဲတချို့ဟာထိုင်းမှာတရားဝင်နေထိုင်နေပြီးစစ်စစ်ရဲရဲနေနေရတယ်မြန်မာမှာဖြစ်ပျက်နေတာတွေတော်တော်များများကိုကျွန်တော်တို့သိပါတယ်ဒီကြက်တဲကြမှာတရုတ်လူမိုက်ဂိုင်းတွေအတွက်တော့အခွင့်တာနေပြီး နေဆက်မှာစီးပွားရေးပုံစံအွန်လိုင်းလေလံမှုတွေအခြေစိုက်ထားကြတယ်။ဒီကိန်းတွေဟာသူတို့ရဲ့အွန်လိုင်းလေလံမှုလောကကိုဖန်တီးကျင်နေကြတာပဲ။သူတို့ဟာထိုင်းစီကလျက်စင်ပြီးထိုင်းစီကအင်တာနက်ကိုတုံးဆွဲနေကြတာပဲ။ဒါဟာအစပဲရှိသေးတာမျိုးလေဖြစ်ကောင်းဖြစ်မယ်။ဒီလုပ်ငန်းတွေကြားမှာတစ်ချိန်တည်းမှာပဲလူမောင်းခိုးကုန်ကူးမှုတွေနဲ့ထိုင်းမြန်မာနယ်စပ်မှာဆယ်စုနှစ်တွေချီမူဝေဆေးဝါးမောင်းခိုးကူးမှုတွေကိုသူတို့ကလှုပ်ဆောင်နေကြတာပဲ။ဒါကြောင့်ပြောရမယ်ဆိုကျွန်တော်တို့တွေမှာပြဿနာတွေအများကြီးရှိတယ်။ ဒါပေမဲ့ထိုင်းနိုင်ငံအနေနဲ့ဒါနဲ့ပတ်သက်ပြီးလောက်ကင်နိုင်တာကတော့မြန်မာကလူတွေကိုကျွန်တော်တို့ထောက်ပံ့ကူညီပေးဖို့လိုတာပဲလို့ကျွန်တော်တို့ထင်တယ်။ကျွန်တော်တို့အတွက်ဒီမိုကရေစီလမ်းကြောင်းတစ်ရက်လိုအပ်တာဖြစ်တယ်။မြန်မာနိုင်ငံသားတည်တည်ငြိမ်ငြိမ်နဲ့ဒီမိုကရေစီရှိနေမယ်ဆိုတော်တော်များများကိုကျွန်တော်တို့ဖြည့်ရှင်းနိုင်မှာဖြစ်တယ်။အခုအချိန်နေဘာကြောင့်ဖြစ်လာတာလဲ။ဒီကိုင်းတွေရဲ့တရားမဝင်လှုပ်ရှားမှုတွေဘာကြောင့်များလာသလဲ။ဒါကိုတယောက်အားနဲ့တော့ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒါတွေဟာမြန်မာမျိုးပေါ်မှာရှိနေတာကြောင့်ပဲ။ဒါကြောင့် ထိုင်းဘက်ကအလွယ်တကူဒီပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ဘူး so yes we have a lot of အတူတူလက်တွဲလုပ်ကင်ဖို့ကျွန်တော်တို့မိတ်ဆွေကောင်းလိုအပ်တယ်ရေတူအတွက်ဒီပြဿနာကိုကျွန်တော်တို့ဖြေရှင်းကျင်နေဆိုရင်ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ဒီနယ်မြေမှာအာဏာအမှန်ရှိထားသူတွေနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်ဒါပေမဲ့ရေရှည်အတွက်ဆိုရင်တော့မြန်မာနိုင်ငံဟာဒီမိုကရေစီနိုင်ငံဖြစ်နေမှာပဲဖြစ်ပါလိမ့်မယ် uh i think we all to agree ဒါပေမဲ့အဓိကပုံကူ ွဲ့စည်းတွေအများပြားရှိနေတဲ့နိုင်ငံဟာဘယ်လိုလုပ်ပြီးဒီမိုကရေစီနိုင်ငံဆိုပြီးဖြစ်လာနိုင်မှာလဲ So Thailand can do many ways ထိုင်းနိုင်ငံဟာလူတိုင်းပြောနိုင်စုံနိုင်ခွင့်ကိုခွင့်ပြုပေးထားတဲ့ဘေကင်းစိတ်ချရတဲ့နေရာဖြစ်နိုင်တယ်မြန်မာအနာဂတ်ကိုမြန်မာပြည်သူတွေပဲဆုံးဖြတ်လိမ့်မယ်လို့ကျွန်တော်အမှန်ပဲယုံကြည်တယ်ဘာကြောင့်လဲဆိုတော့မြန်မာပြည်သူတွေဟာဒီမိုကရေစီလိုလားလို့ပဲဒါကြောင့်ပြည်သူတွေပဲဆုံးဖြတ်ရမယ်ဖက်ဒရယ်နိုင်ငံဖြစ်လာနိုင်မယ်ထိုင်းလိုနိုင်ငံမျိုးဖြစ်လာနိုင်မယ်ခမရတို့မှာနေလန့်နေအများကြီးရှိနိုင်ပါတယ် ဒါပေမဲ့ပြောဆိုဖို့မျှဝေဖို့ဆွေးနွေးဖို့နဲ့ဆုံးဖြတ်ချက်ချဖို့ဘေးကင်းတဲ့နေရာတော့လိုပါမယ်။ထိုင်းဟာဒီအတွက်ရှိပေးနိုင်ကလေးမယ်လို့ကျွန်တော်ထင်တယ်။ထိုင်းဟာမြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံအဖြစ်စီပြန်ဦးလှည့်ဖို့ထောက်ပံ့ကူညီပေးရမှာပံ့ပိုးပေးသူဖြစ်နိုင်ပါတယ်။ There are several million Burmese people မြန်မာပဋိပက္ခအဆုံးသတ်ဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့အားလုံးသဘောတူမယ်လို့ကျွန်တော်ထင်ပါတယ်။ဒီအတွက်မြန်မာနိုင်ငံက ပဋိပက္ခအဆုံးတက်ရေးမှာကုညီဖို့ထိုင်းနိုင်ငံရဲ့ဦးစားပေးကဘာဖြစ်ပါမလဲ So you know they now ထိုင်းနိုင်ငံအနေနဲ့တော့နေလန်းတွေအများကြီးလုံနိုင်တယ်ပထမကျွန်တော်တို့ထိုင်းမှာမြန်မာကလူတွေအများကြီးရှိတယ်ထိုင်းလုံနိုင်မဲ့ကျွန်တော်ထင်တဲ့ပထမဆုံးအရာကတော့အ ਨੇ ဆုံးတော့လူတိုင်းပုံရှိုးကွယ်ရှိုးနေစရာမလိုအောင်လုပ်နိုင်မှာဖြစ်တယ်ဒီအတွက်ပထမဆုံးကကျွန်တော်တို့တွေမှတ်ပုံတင်စရင်ကောက်ရမယ်ထိုင်းမှာနေတဲ့လူတိုင်းကို ူတို့တွေဘယ်သူတွေဖြစ်တယ်ဆိုတာကျွန်တော်တို့သိထားရမယ်။အဲဒီနောက်ထိုင်းမှာသူတို့ရဲ့တမွေဝမ်းကြောင်းအလုတ်အကင်ကြောင်းပြောရမယ်။ဘလို့နေထိုင်ရက်တည်တယ်လဲဆိုတာပေါ့။ဒါတွေကျွန်တော်တို့သိတဲ့အခါကျမ်းမာရေးဆောင်ရှောက်မှုတွေနဲ့အဆအဆအရာရာကိုကျွန်တော်တို့စီမံခန့်ခွဲပေးနိုင်မယ်။ဒါဟာကျွန်တော်တို့လုပ်နိုင်တာတစ်ခုပဲ။ဒုတိယကတော့မြန်မာမှာလူသားချင်းစာနာထောက်ထားရေးအကူအညီတွေကျွန်တော်တို့ပေးနိုင်တယ်။မြန်မာမှာပြည်တွင်းစစ်ဘေးရှောင်ရှိနေတယ်မဟုတ်လား။တတန်းကျော်မကဟာဒုက္ခသည်စကန်နေမှာနေနေရတယ်။ သူတို့ရဲ့ဘောဟာအတော်လေးဒုက္ခရောက်နေကြတာဖြစ်တယ်။ထိုင်းဟာနိုင်ငံတော်တော်များများနဲ့ဆက်ဆံနိုင်တယ်လို့ကျွန်တော်ထင်တယ်။အင်းခုချိန်မှာတော့အမေရိကန်ဟာမူဝါဒတွေပြောင်းနေတယ်အရင်လိုမဟုတ်တော့ဘူး။ဒါပေမဲ့ကျွန်တော်တို့ဟာအမေရိကန်တူးတဲ့ပေါ်ပဲမိခိုးနေတာမဟုတ်ဘူး။ခမားလည်းသိပဲ။ကမ္ဘာနိုင်ငံတော်တော်များများဟာဆန္ဒနားလည်တတ်ပါတယ်။ကမ္ဘာမှာလူတွေရဲ့ဘဝတွေကိုဂရုစိုက်သူတွေအများကြီးရှိတယ်။ဒါကြောင့်မို့ထိုင်းဟာကြားဝင်ချိတ်ဆက်ပေးသူအဖြစ်လဲဆောင်ရွက်ပေးနိုင်ပါတယ်။ခမားသိပါတယ်။မြန်မာကဒုက္ခသည်တွေကိုကူညီထောက်ပံ့ဖို့ ိုင်ငံတကာအတိုက်အဝန်းနဲ့ကျွန်တော်တို့ဆက်သွယ်နိုင်တယ်ဆိုတာကိုပါပြီးတော့ဒါဟာလဲကျွန်တော်တို့လုံနိုင်ကိုင်နိုင်တာတွေကတခုပါပဲနောက်တစ်ခုကျွန်တော်တွေးနေမိတာကတော့ကောင်းကောင်းမွန်မွန်နေနိုင်ရေးပါခမရတို့အနေနဲ့အစားအစာပဲလိုအပ်တာမဟုတ်ပဲအင်တာနက်လိုဆက်သွယ်ရေးတွေကိုလည်းလိုအပ်တယ်ဘာကြောင့်လဲဆိုတော့စစ်ပွဲပယ်ချိန်ပြီးမလဲကိုခမရတို့မသိနိုင်ဘူးဒါပေမဲ့အနည်းဆုံးတော့ကလေးငယ်တွေအနေနဲ့တခုခုတော့တင် जा တင်ယူရမှာဖြစ်တယ်မဟုတ်ဘူးလား ကလေးငယ်တွေအနေနဲ့ပညာသင်ကြားခွင့်ရရမှာဖြစ်တဲ့အကြောက်တရားမှာနေနေရတာမျိုးမဖြစ်စေရဘူး။ဒါကြောင့်အင်တာနက်ဟာအရေးကြီးတာပဲ။ပြီးတော့အလိန်ညာတွေပေါ့။ဒါကြောင့်အဲ့ဒီရိုက်စားလုပ်လိမ့်လေကြားသူတွေရဲ့တည်နေရကိုကျွန်တော်တို့သိကြတာပဲမဟုတ်ဖြည့်ရှင်းနေကိုရှာတွေ့နိုင်မှာပါ။ဒါကိုရပ်တန့်နိုင်မှာပါ။ဒါပေမဲ့တစ်ချိန်တည်းမှာကျွန်တော်တို့အနေနဲ့မြန်မာဘက်မှာမိတ်ဆွေကောင်ရှိရပါလိမ့်မယ်။ငွေကြီးခွာချမှုတိုက်ဖြည့်ရေးအကျန်းဖတ်မှုကိုငွေကြီးထောက်ပံ့တာတိုက်ဖြည့်ရေးစတာတွေမှာစွန့်နိုင်မယ်လူမျိုးပေါ့။ ီလိုလူမျိုးကိုကျွန်တော်တို့ကစေလို့ရင်အလိညာဂိုင်းတွေကိုဖြည့်ရှင်းရမှာမတုံးရင်တော့လူသားချင်းစာနာထောက်ထားရေးကိစ္စရက်တွေမှာအတုံးချလိမ့်မယ်။ဒါဆိုလဲကောင်းတာပါပဲ။ဒါကြောင့်ခမားအသိပါပဲ။ထိုင်းနိုင်ငံဟာဒီအတွက်ဖြည့်ရှင်းနည်းနဲ့လှုံထုံးလုံနည်းတွေပေးနိုင်ပါလေ။ပြီးတော့ကျွန်တော်တို့ဘေးကင်းတဲ့နေရာလိုအပ်တယ်လို့လည်းကျွန်တော်ထင်တယ်။ခမားမှာပြည်တွင်းနေရဲ့စွန့်ခွာသူစခန်းတစ်ခုရှိရင်ဒါဟာလူတွေအတွက်ဘေးကင်းတဲ့နေရာဖြစ်ရပါမယ်။ဒါပေမဲ့အခုတော့လေကြောင်းတိုက်ခိုက်မှုတွေခံနေရတော့မယ်။ဒါအဆင်မပြေဘူး။ ဒါကြောင့်ထိုင်းနိုင်ငံအနေနဲ့ဖြည့်ရှင်းပြီးရှာဖို့လိုတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့အနေနဲ့မြန်မာကဆေးအနာသိန်းခေါင်းဆောင်အနေနဲ့ပြောတင်ဆိုတင်ရင် ပြောရဆိုရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့အားလုံးကအလေးထားရမယ့်ဘေးကင်းတဲ့နေရာကျွန်တော်တို့လိုအပ်တယ်ဆိုတာခင်ဗျားသိပဲ။ထိုင်းကဒါကိုဖြည့်ဆည်းပေးနိုင်တယ်လို့ကျွန်တော်ထင်တယ်။ရေရှည်ကာလမှာအခုအခြေအနေတွေပါဝင်နေတဲ့အ धिक ကြတဲ့ပုံကိုအဖွဲ့စည်းတွေတော်တော်များများရှိနေတယ်။နိုင်ငံတော်တော်များများရှိပါတယ်။တချို့နိုင်ငံတွေကပြည်သူတွေအာဏာပိုင်ဆိုးတာကိုထောက်ခံကြတယ်။ ဒါပေမဲ့မလုံတင်တာနဲ့အစဉ်ပြေမဲ့အရာစတာတွေကိုဆွေးနွေးဖို့လူတိုင်းတစ်ပွဲဝိုင်းထဲမှာရှိရဖို့လည်းလိုပါတယ်။စီမင်းတစ်ခုကတော့မြမအနာဂတ်ကို အားလုံးကလေးစားဖို့လိုပဲလို့ကျွန်တော်ထင်တယ်။နိုင်ငံအနာဂတ်ဆိုတာပြည်သူတွေပိုင်တဲ့အရာပဲ။ဒါမှပဲမြမပြဿနာတွေကိုကျွန်တော်တို့ဖြေရှင်းနိုင်မှာဖြစ်တယ်။ပြီးတော့ထိုင်းရဲ့အခမ်းကဏ္ဍပေါ့။ထိုင်းမှာမြမပြည်သူတွေတန်းနဲ့ချီရှိတယ်။ခိုးလုံဝင်ရောက်တာမျိုးလိုပုံစံမျိုးနဲ့ရောက်နေကြတာပဲ။ထိုင်းမှာမြမရွှေပြောင်းသူများအရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေတာကိုလည်းကျွန်တော်သတိထားမိပါတယ်။အခြေအနေကိုဘယ်လိုတိုးတက်ကောင်းမွန်အောင်လုပ်နိုင်ပါမလဲ So you know they ကျွန်တော်တို့မြန်မာကဒုက္ခသည်တွေအများအပြားကိုလက်ခံထားတာခင်ဗျားတို့သိပါသူတို့တွေမှာတချို့ကဗမာတွေကရင်တွေစတဲ့တိုင်းသားလူမျိုးတွေဖြစ်ကြတယ်အုပ်စုတွေလည်းတော်တော်များများရှိတယ်ခင်ဗျားကလူကြီးတန်း80ရှိကောင်းရှိနိုင်တဲ့နိုင်ငံအကြောင်းပြောနေတာပဲခင်ဗျားတို့နိုင်ငံလူကြီးရဲ့ဆရာကိုင်းတို့ဟာထိုင်းမှာရောက်နေတာခင်ဗျားမြင်ပါပဲဒါဟာအပြောင်းလဲကြီးပဲ ပြီးတော့ထိုင်းဟာဒီအတွက်ပြင်ဆင်မထားမိဘူးမြန်မာကရွှေပြောင်းဝင်ရောက်သူအများပြားလက်ခံဖို့ကျွန်တော်တို့အသင့်ဖြစ်မနေဘူးဒါပေမဲ့မြန်မာနိုင်ငံကလာသူတော်တော်များများဟာစစ်ဖြစ်နေတဲ့သူတို့တိုင်းပြည်စီမပြောင်းနိုင်ကြဘူးဆိုတာကျွန်တော်တို့သိထားတယ်ကျွန်တော်နိုင်ငံမှာလည်းစစ်ဖြစ်တယ်ဆိုကျွန်တော်လည်းအလားတူအတိုင်းလုံးမိမှာပဲလေကျွန်တော်အမြင်တော့ဒါမျိုးအတွက်ကျွန်တော်တို့စီစဉ်ထားဖို့လိုတယ်ဆိုတာပဲသူတဘောသူဆောင်ဖြစ်နေတာဖြစ်ဆိုတာမျိုးထားလို့မမရပါဘူး ဒါကြောင့်အသေးစိတ်ပြောရမယ်ဆိုပထမအနေနဲ့ကျွန်တော်တို့ဟာအဲ့ဒီလူတွေကိုမှတ်ပုံတင်ရမယ်။သူတို့မှာကလေးတွေပါလာလဲဆိုရင်ပညာသင်ပေးဖို့လုပ်ရမယ်။လူတိုင်းစေးုံတေုံတော့လိုအပ်တာပဲ။ခမရကတောင်းအောင်တင်းတင်းကြံ့ကြံ့ခံခံရှိတယ်ဆိုရင်တော့စေးုံစေးကန်နဲ့ကင်းလို့မှမရပဲ။ဒါကြောင့်စေးုံအသင့်ရှိဖို့လိုတယ်။နောက်ပြီးတော့အလုပ်ကင်ပေါ့။သူတို့တွေအလုပ်မရှိအကင်မရှိဆိုရင်ဒါဟာဘလို့ရက်တည်နေထိုင်မလဲတွေးရတော့မယ်။ဒါမျိုးကရာဇဝမှုတွေဖြစ်စေနိုင်တယ်ဆိုတာခမရသိတာပဲ။ဒါကြောင့်အလုပ်ကင်ဟာလည်းအတော်ရေးကြီးတယ်။ ီးတော့ထိုင်းကကုမ္ပဏီတော်တော်များများကရွှေပြောင်းဝင်ရောက်သူတွေကိုအတော်လေးကြိုးဆိုကြတယ်လို့ကျွန်တော်ထင်တယ်။ဒါကိုပွင့်လင်းမြင်သာမှုရှိတာမျိုးကျွန်တော်တို့စီမံခန့်ခွဲကြရမယ်။အလုတ်ကန်ရဖို့လွယ်ကူစေရမှာဖြစ်တဲ့ဖြစ်ပျက်နေတဲ့ပြဿနာတော်တော်များများကိုကျွန်တော်တို့ဖြေရှင်းနိုင်မယ်လို့ကျွန်တော်ထင်တယ်။ထိုင်းပြည်သူတွေအတွက်လည်းပိုပြီးကောင်းမွန်တယ်ဆိုတာမျိုးခံစားကြရမှာဖြစ်မယ်။ကျွန်တော်တို့စီကဥပဒေအရတချို့အလုပ်ကိုင်းတွေဟာနိုင်ငံသားတွေကိုမခန့်ဘူးဥပမာစပင်ညက်တာမျိုးဆိုနိုင်ငံသားတွေလုပ်ခွင့်မရှိဘူးဒါပေမဲ့မလုပ်ရလည်းအကြောင်းမရှိပါဘူး တခြားအလုပ်တွေရနိုင်တာပဲမဟုတ်လားကျွန်တော်တို့ကတခြားလုပ်ကိုင်းတွေပေးနိုင်ပါတယ်စက်မှုကုမ္ပဏီတွေမှာအလုပ်ပေးတာမျိုးပေါ့ဒီကုမ္ပဏီတွေကလည်းလုပ်သားအင်အားလိုအပ်နေတာပဲဒါဆိုပွင့်လင်းမြင်သာမှုရှိရှိနေဆိုတော်တော်များများပြဿနာတွေကျွန်တော်တို့ဖြေရှင်းနိုင်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ထိုင်းရောက်မြန်မာတွေလည်းကောင်းကောင်းမွန်မွန်နေကြရမယ်လို့ကျွန်တော်ယူဆတယ် you stress about the communications uh, with you မြန်မာမှာရှိတဲ့မတူညီတဲ့အဓိကပုံကအဖွဲ့အစည်းတွေနဲ့အဆက်အဆံကိုအလေးထားပြောတယ် မနေ့ကခမည်းမင်ကုန်းထဲမှာလဲကျွန်တော်တတိထားမိတယ်ပြီးကြတဲ့နှစ်မှာထိုင်းမြန်မာအရေးတိုးတက်မှုတွေကိုခမည်းပြောဆိုထားတယ်ဒါဆိုအခုရောဘယ်နယ်ပယ်တွေမှာတိုးတက်တာကိုမြင်ပါသလဲ So as you know that ထိုင်းနဲ့မြန်မာစစ်တပ်ဟာအတော်လေးရင်းနှီးကြတာခမည်းသိပါပြီးတော့ထိုင်းဆိုရပြီးကြတဲ့အဆိုရလို့ကျွန်တော်အဓိကပြောလို့လဲသူတို့ဟာစစ်ကောင်စီကိုတကယ်ထောက်ခံကူညီကြတယ်ဒါကြောင့်ထိုင်းကနေငွေကြေးတွေစစ်ကောင်စီထံရောက်ရှိနေတဲ့ နယ်ပယ်ကဏ္ဍတွေတော်တော်များများရှိထားတယ်။အရင်နှစ်ကလွတ်တော်မှာကျွန်တော်တို့ဆွေးနွေးကြပြီးတဲ့အခါအခြေအနေကိုစောင့်ကြည့်တဲ့လုပ်ငန်းအုပ်စုလိုမျိုးရန်နရာစနစ်ကိုအခုဆိုရင်ပေါ်ဆောင်ထားပြီ။ပြီးတော့ဘဏ်လုပ်ငန်းပေါ့စစ်ကောင်စီအတွက်ငွေကြေးအလွှဲပြောင်းတွေလုပ်ပေးနေလားဆိုတာစောင့်ကြည့်ခဲ့တယ်။ဘန်တွေကတော့စစ်ကောင်စီစီဘလို့ငွေကြေးအလွှဲပြောင်းမှလှုပ်ဆောင်ပေးတာကိုမထောက်ခံဘူးလို့ကျွန်တော်ကိုရှင်းရှင်းလင်းလင်းပြောကြတယ်။ဒီငွေကြေးတွေကိုစစ်ကောင်စီကလက်နက်ဝယ်ပြီးပြည်သူတွေကိုတပ်ဖြတ်နေတာကြောင့်မကူညီဘူးလို့ဆိုကြတယ်။ ဒါကြောင့်ထိုင်းကနေစစ်ကောင်စီစီငွေအလွှဲပြောင်းဟာကျဆင်းသွားတယ်လို့ကျွန်တော်ထင်တယ်။ဒီအခြေအနေကပိုကောင်းတယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ထက်ထက်ဝင်ဝင်လောက်ကိုင်းပြိုးတော့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုငွေအလွှဲပြောင်းလုံးဝမရှိတော့တာမျိုးကျွန်တော်တို့မလုပ်နိုင်ဘူးဆိုတာသိနေသေးလို့ပဲ။ကျွန်တော်တို့ကတော့ပိုပြီးစောင့်ကြည့်နေပါတယ်။ပြီးတော့အခြေအနေပိုကောင်းစေမဲ့လှုပ်ထုံးလုံနေလဲတွေးရှိဖို့ကြိုးစားနေပါတယ်။ကျွန်တော်ရက်တိချက်အရတော့စစ်ကောင်စီစီဘယ်ငွေကြီးမှရောက်ရှိတာမျိုးကိုလက်မခံပါဘူး။ only this week ဒီဘက်ထဲမှာပဲထိုင်းအာဏာပိုင်တွေကမဲဆိုင်မှာမှောင်ခုမူရစီဝါကုန်ကူးမှုကိုကြားဖြတ်ဖမ်းဆီးခဲ့ပါတယ်ဒီတရားမဝင်မူရစီဝါမှောင်ခုကုန်ကူးမှုတွေကိုဘယ်လိုကင်တွယ်ပါမလဲ we know that um မူရစီဝါထုတ်လို့မှုဟာဆက်ယုံကရိုက်ထုတ်တယ်လို့ကြီးကြီးမားမားရှိနေတာကျွန်တော်တို့သိပါတယ်တကယ်လည်းဘယ်အစုဖွဲ့တွေကဘယ်လိုလုပ်ငန်းမျိုးတွေမှာပါဝင်နေတယ်ဆိုတာကိုကျွန်တော်တို့သိပါတယ်ကျွန်တော်တို့အတွက်ဖြည့်ရှင်းဖို့ရှာဖွေရပါမယ်စစ်ကောင်စီကို ask ကိုလို့မရပါဘူး ဒါပေမဲ့အဲ့ဒီအုပ်စုတွေနောက်မှာရှိနေနိုင်တဲ့နိုင်ငံတချို့နယ်လဲကျွန်တော်တို့ပြောဆိုဆွေးနွေးဖို့လိုပါတယ်။သူတို့ကထိုင်းနိုင်ငံမှာအကျိုးအမြတ်အမြောင်များရနေတာမို့ကျွန်တော်တို့သူတို့နဲ့ပြောဆိုဖို့လိုတာပါ။ဒါဆိုရင်ဒီပြဿနာကိုကျွန်တော်တို့ကင်တွယ်ဖြေရှင်းနိုင်ပါမယ်။ဒီလိုမျိုးရေးဆေးဝါးအုပ်စုတွေနဲ့တိုက်ရိုက်ဆက်ဆံဖို့တော့အတော်လေးခက်ခဲမှာပါ။ဒါပေမဲ့ဒီအုပ်စုတွေပေါ်ဩဇာလွှမ်းတဲ့နိုင်ငံနဲ့ကျွန်တော်တို့ဆွေးနွေးနိုင်ပါတယ်။အခြေအနေကတိုးတက်ကောင်းမွန်လာနိုင်တယ်လို့ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့မွေးစေဝါကိစ္စမှာပါဝင်ပတ်သက်နေတဲ့အုပ်စုဥပမာဝအဖွဲ့ပေါ့သူတို့ကကျွန်တော်တို့ပိုင်နယ်ထဲမှာကိုစစ်စခန်းမျိုးရှိနေတာဖြစ်တယ်။ကျွန်တော်တို့ရဲ့နေဆက်ကိုဖျက်ချော်နေတာတွေကိုလက်သင့်မခံဘူးဆိုတာကျွန်တော်တို့အနေနဲ့ရှင်းရှင်းလင်းလင်းအသိပေးထားဖို့ကျွန်တော်အစိုးရနဲ့တိုင်ပင်လှုပ်ဆောင်ရမှာကကျွန်တော်ရဲ့အလုပ်ပဲလို့ထင်တယ်။ထိုင်းပြည်သူတွေဟာလည်းကိုယ့်မြေကိုယ့်ရေပေါ်ဒီလိုစစ်စခန်းရှိတာမျိုးကျူးကျော်မှုမျိုးကိုလက်သင့်ခံကြမှာမဟုတ်ဘူး။ ဒါကြောင့်သူတို့တွေနဲ့ကျွန်တော်တို့ကဆွေးနွေးမှဖြစ်မယ်လို့ကျွန်တော်မြင်တယ်။တရားမဝင်မှုရဲ့ဈေးဝါးတွေရပ်တန့်ဖို့ရည်ရှိအတွက်ဆိုရင်တော့အထူးလက်တွဲလုပ်ကိုင်မဲ့နိုင်ငံများစွာကျွန်တော်တို့လိုအပ်ပါတယ်။တရုတ်အိန္ဒိယတို့ကိုကျွန်တော်တို့လိုအပ်တယ်။မှန်ကူမှုရဲ့ဈေးထုတ်လို့ရမှာတုံးဆွဲတဲ့ဓာတုပစ္စည်းတချို့ကိုကျွန်တော်တို့ထိန်းချုပ်ဖို့လိုတယ်။ဒါပေမဲ့တစ်ချိန်တည်းလဲဝါအဖွဲ့ကိုဘယ်နိုင်ငံကထောက်ပံ့လာမလဲဆိုတာကျင်းတည်သိရမှာလည်းဖြစ်တယ်။ is draft protein မြန်မာနိုင်ငံမှာမူရည်စည်းဝါးထုတ်လုပ်မှုများလာပါသလား the drug yeah yeah it's increasing ah. a lot and uh, compared to before the coup and after the coup i think after the coup maybe it's more ဟုတ်တာပေါ့များလာတာပေါ့အတော်လေးပါပဲအာနာမသိခင်ကနဲ့အာနာသိမ့်ပြီးနှိုင်းရှင်သိမ့်ပြီးမှပိုလို့ပိုလို့တောင်များလာတယ်လို့ကျွန်တော်ထင်တယ်စစ်ပွဲတွေပိုဖြစ်လာတော့ငွေပိုပိုလိုလာတယ်ငွေပိုလိုတာဟာလည်းလက်နက်တော့ပဲမဟုတ်လားဒါပေမဲ့ထိုင်းမှာလည်းအကျင့်ပြတ်ခြားစားမှုတွေအများကြီးရှိနေတာကို ကျွန်တော်နားလည်သိမြင်ပါတယ်။မောင်ခိုမူးရဲ့ဆေးဝါးလိုပြဿနာမျိုးကိုကျွန်တော်တို့ဖြေရှင်းခြင်းရင်ကင်တွယ်ရမယ့်အကြောင်းချင်းရာတွေအများအပြားရှိပါတယ်။ We have many factor that we have to take in care. အာ online လိမ်လည်မှုတွေနဲ့ပတ်သက်ရင်ခင်ဗျားတို့မှာနေဆက်ပြဿနာတွေရှိထားတယ်။မြန်မာနိုင်ငံက online ရိုက်စားလုပ်ငန်းတွေကိုဖြုတ်ခွင်းတာအပေါ်မှာဘယ်လိုမြင်ပါသလဲ။ I think for for the Thai Thailand perspective ထိုင်းရှိလုံးကဆိုရင်တော့အရွေးကောင်းတယ်လို့ကျွန်တော်မြင်တယ်။ ျွန်တော်တို့တက်နိုင်တဲ့ပထမဆုံးခြေလှမ်းပဲအောင်မြင်တယ်လို့ကျွန်တော်ပြောပါမယ်။ဒါပေမဲ့မလုံလောက်တော့မလုံလောက်သေးဘူး။ပြောရမယ်ဆိုရင်ခမရခေါင်းကိုက်နေတယ်ဆိုပါစို့။ဒါဆိုပါရာစီတမော့တောက်ရမှာပဲ။ဒါမှပူကောင်းလာမှာဖြစ်တယ်။ဒါပေမဲ့ခေါင်းထက်ကိုက်တာထက်ခံစားရနိုင်တာပဲ။ကျွန်တော်တို့ဟာပြဿနာရဲ့အရင်းအမြစ်ကိုဖြေရှင်းနေတာမဟုတ်ဘူး။သူတို့တွေကရာဇဝတ်မှုစနစ်တကျကျူးလွန်နေတာ။သူတို့မှလူအင်အားတော်တော်များများရှိနေတယ်။ ကျွန်တော်တို့ဘက်ကတော့လုံသမားတွေကိုပဲဖမ်းဟဲစီးဟဲလုပ်နေတယ်လူကုန်ကူးမှုတားကောင်တွေကိုပဲဖမ်းစီးနေတယ်ရာဇဝတ်မှုကိုစီစဉ်သူတွေကတော့လွတ်မြောက်နေလို့မယ်ဒီပြဿနာကိုဖြေရှင်းနေတယ်ဆိုရင်ကျွန်တော်တို့ပုံပြီးအားဆိုင်မှာဖြစ်မယ်နိုင်ငံတွေများစွာနဲ့အတူလုပ်ဖို့လိုတယ်တရုတ်ဟာသူ့ပြည်သူအကြောင်းသိမှာပါဒီအွန်လိုင်းရိုက်စားလုပ်ငန်းတွေမှာတရုတ်ဘက်ကလူတွေအများကြီးပါဝင်တယ်သူတို့ဟာမာဖီးယားတွေပါပဲတရုတ်ကသူတို့ကိုဖော်ထုတ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့လောရကန်ရမှာကသူတို့ကိုလိုက်လံဖမ်းဆီးပေးဖို့ပါပဲ တို့ဘက်မှာခြေချတယ်နိုင်ငံသားဘယ်လောက်ပါဝင်နေတယ်ဘယ်နိုင်ငံသားတွေအများစုပါဝင်တယ်ပတ်စပို့တွေဘယ်လောက်ရှိတယ်ဒါတွေကိုကျွန်တော်တို့ဖော်ထုတ်ရမယ်တို့ကိုလိုက်လံရှာဖွေပြီးအမိဖမ်းဖို့လိုတယ်တစ်ချိန်နဲ့လဲကျွန်တော်တို့ရဲ့အခြေခံအဆောက်အုံတွေကိုဂရုစိုက်သွားဖို့လဲလိုတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့တချို့စနစ်တွေဟာပြဿနာရှိနေတယ်။ဥပမာဗန်တွေပေါ့အလွယ်တကူမှတ်ပုံတင်နိုင်တယ်လေ။ဒါကြောင့်ရိုက်စားလိမ်လည်သူတွေအတွက်အခွင့်အလမ်းဖန်တီးပေးနေပြီးစင်းကတ်တွေလည်းအလွယ်တကူဝယ်နိုင်သုံးနိုင်နေတယ် same ကတိုင်းမှတ်ပုံတင်ရတဲ့အချိန်ကရှိတယ်လို့ကျွန်တော်သိထားတယ်။ဒါပေမဲ့ရာဇဝတ်သားတွေကတော့ same ကကိုပတ်စံပေးပြီးမှတ်ပုံတင်ခိုင်းတယ်။ဒီ same ကတွေကိုတုံးပြီးအလိမ့်ညာလုပ်ငန်းတွေလုပ်ကြတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့စနစ်ကိုပြန်ကြည့်ဖို့လိုတယ်။လုံလောက်အောင်ပြည့်စုံကောင်းဝင်ရလားဆိုတာသေချာဖို့လိုပါတယ်။ကျွန်တော်တို့လုံစရာတွေတပုံတစ်ခေါင်ရှိနေပါတယ်။မြောက်တွေမှာဖြိုခွင်းမှုတွေလုပ်ပေမဲ့မလုံလောက်သေးဘူးလို့ကျွန်တော်တို့ပြောချင်တယ်။ရာဇဝတ်သမားတွေကအဆောက်အုံတစ်တွေတောင်တိစောက်နေပြီလို့ကျွန်တော်ကြားတယ်။မြန်မာဘက်အတွင်းဘက်ပူကြနိုင်တယ်။ ဒါကြောင့်ခုပြောနိုင်တာကရလက်ကောင်းနေရှိလာပေမဲ့ရိုက်စားနေရတယ်မရှိတော့ဘူးလို့ပြောနိုင်တဲ့အထီတော့မလုံလောက်သေးဘူး you know မြန်မာမှာစစ်မှုထမ်းခိုင်းလာဟာအလှုပ်ခတ်ဆုံးအကြောင်းအရာဖြစ်နေတယ်လူငယ်တော်တော်များများစစ်မှုထမ်းရတာကိုရှောင်ရှားဖို့နိုင်ငံကနေထွက်ပြေးကြတယ်သူတို့ဘေးကင်းဖို့ဦးစားပေးတာကတော့ထိုင်းနိုင်ငံပါပဲဒါပေမဲ့တချို့ကံမကောင်းမဲ့ဖမ်းခံရပြီးမြန်မာစီပြန်အပုခံရလို့စစ်ကောင်စီလက်ထက်ကြားရောက်ကြရတယ် စစ်သားအဖြစ်အတင်းစုဆောင်ပြီးရှေ့တန်းပို့နေတာကိုလည်းခင်ဗျားအသိပါပဲဒါကြောင့်စစ်မှုထမ်းရကကနေထွက်ပြေးလာတဲ့အဲ့ဒီမြန်မာနိုင်ငံသားတွေကိုထိုင်းနိုင်ငံကဘာများအကူအညီပေးနိုင်ပါသလဲ Absolutely we cannot အမှန်တကယ်တော့ဒီစစ်မှုထမ်းဥပဒေကိုကျွန်တော်တို့မရက်တက်နိုင်ပါဘူးဒီလိုလုပ်နိုင်မှုလဲကျွန်တော်တို့မှအာဏာမရှိပါထိုင်းစီထွက်ပြေးလာသူတွေကိုကျွန်တော်တို့မကူညီနိုင်ပါဘူးဒါပေမဲ့တစ်ချိန်တည်းမှာပဲ ဒီစစ်မှုထမ်းကိစ္စကိုကျွန်တော်တို့မထောက်ခံပါဒီစစ်မှုထမ်းဥပဒေကိုကျွန်တော်တို့မထောက်ခံလို့မြန်မာပြည်သူတွေကိုမြန်မာနိုင်ငံစီပြန်ပို့တာကိုလည်းကျွန်တော်တို့အားမပေးပါသူတို့မြန်မာစီပြန်ပို့ခံရရင်စစ်တပ်ထဲအတင်းတွင်းခံရပြီးစစ်ပွဲကလည်းဘယ်တော့မှပြီးတော့မှမဟုတ်တာကြောင်းပါပဲ။ထိုင်းပါလို့တင်တယ်လဲဆိုရင်တော့ကျွန်တော်အမြင်ရကျွန်တော်တို့ဒီမိုကရေစီကိုအားပေးထောက်ခံတယ်။လူ့အခွင့်အရေးကိုကျွန်တော်တို့အားပေးတယ်။မြန်မာမှာစစ်ပွဲမကြခင်အဆုံးသတ်မယ်လို့ကျွန်တော်တို့မျှော်လင့်တယ် မြန်မာကနေထိုင်းစီဘယ်အကြောင်းကြောင့်ဖြစ်ဖြစ်ထွက်ပြေးလာကြရင်ကျွန်တော်မြင်မှာတော့သူတို့ကိုစီမံဆောင်ရွက်တာတွေလုပ်ပေးရမှာပဲဖြစ်တယ်။သူတို့ကိုကျွန်တော်တို့မှတ်ပုံတင်ဖို့လိုတယ်။ပုံရှိုးကွယ်ရှိုးနေတာအလုတ်ခိုးလုပ်နေတာမျိုးအဖြစ်မခံသင့်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ထိုင်းနိုင်ငံမှာနေရင်ငွေလိုအပ်တယ်။ငွေသုံးဖို့လိုတယ်။အမြဲဝင်ငွေရှိအောင်သူတို့ဘယ်လိုလုပ်နိုင်ကြမလဲ။အဲ့ဒါတွေကိုကင်တွယ်ဖြေရှင်းရမယ်။ဒါမှမဟုတ်ရင်တော့ရာဇဝတ်မှုတချို့ဖြစ်ပွားလာနိုင်တယ်။ ထိုင်းစီရောက်လာပြီဆိုရင်ဒီနိုင်ငံနဲ့ဘယ်လိုနေထိုင်ရမလဲဆိုတာကျွန်တော်တို့ကစီမံပေးဖို့လိုတယ်ကျွန်တော်အမြင်ရတော့ထိုင်းမှာသူတို့နေထိုင်နေတာကိုကျွန်တော်တို့သိလာလဲပြန်မဖို့တင်ဘူးဆိုတာပဲပြန်ဖို့ခရင်စစ်ပွဲကဆုံးမှာမဟုတ်တော့ဘူးဒါဟာကျွန်တော်ရဲ့ရည်တည်ချက်အမြင်ပါပဲ let me uh ship asean အကြောင်းပြောချင်ပါတယ်မြန်မာကပဋိပက္ခအဆုံးသတ်ဖို့ asean ကဘာတွေများကူညီတင်ပါလဲ first i think ထမကျွန်တော်အမြင်ကတော့ပြိပခဖြည့်ရှင်ဆက်လက်လုတ်ကင်နေဖို့လိုအပ်တယ်ဆိုတာပဲအပြစ်ရက်ကဦးစားပေးဖြစ်ရမယ်အပြစ်မဲ့ပြည်သူတွေကိုတတ်ဖြတ်တာရက်တင်တာကအဓိကပဲလို့ကျွန်တော်တို့ဆိုခြင်းတယ်ဒုတိယချက်ကတော့မြန်မာအခြေအနေကိုကျွန်တော်တို့ပိုသိလာကြအောင်ထိုင်းကိုအာဆီယံကထောက်ခံအားပေးလိမ့်မယ်မြန်မာမှာကအဓိကကြားတဲ့ပုံကူအဖွဲ့အစည်းတွေကများတယ်။နိုင်ငံကြီးတချို့လည်းမြန်မာအရေးမှာပါဝင်နေတယ် ဒါကြောင့်ထိုင်းနိုင်ငံကဂျားကန်ထောက်ခံပေးသူဖြစ်ချင်နေဆိုရင်ကျွန်တော်တို့အနေနဲ့ပို့ပြီးအားကောင်းမောင်းတန်ဖြစ်ဖို့လိုတယ်လို့ကျွန်တော်ယူဆတယ်။ဒါကိုထောက်ခံအားပေးဖို့ကအာဆီယံဟာအမှန်ပဲရေးပါတယ်။မြန်မာစစ်ကောင်စီကိုအာဆီယံကဖိအားဆက်ပေးဖို့လိုတယ်လို့ကျွန်တော်ထင်တယ်။အာနာသိမ့်ပြီးသူတို့လက်ထဲအာနာရှိနေတာဖြစ်တယ်ကျွန်တော်တို့ကတော့အာနာသိမ့်တာကိုလက်မခံကြပါဘူးဘယ်နိုင်ငံဘာဖြစ်တယ်ဆိုပြီးကျွန်တော်တို့မပြောချင်ဘူးအာနာသိမ့်တာကိုပဲကျွန်တော်တို့ပြောနေတယ်ဆိုတာခင်ဗျားသိမှာပါ ဒီကဘာမှာအာနာသိန်းတာမှန်ပါတယ်ဆိုပြီးပြောထားတဲ့ဥပဒေဘာမှရှိတယ်လဲမရှိပါဘူး။ဒါကြောင့်အာနာသိန်းတာဟာလုံးလုံးမှားတယ်လို့ပြောလိုပါတယ်။ကျွန်တော်တို့ကတော့မြန်မာနိုင်ငံဒီမိုကရေစီလမ်းပေါ်ပြန်သွားဖို့ထောက်ခံအားပေးမှာဖြစ်တယ်။ဒီမိုကရေစီလမ်းစီပြန်သွားတယ်လို့ပြောတာဟာအခုချိန်ရွေးကောက်ပွဲလုပ်တာကိုမဆိုလို့ရွေးကောက်ပွဲကပွင့်လင်းမြင်သာမှုရှိမှာမဟုတ်လို့ပဲ။အဲ့ဒီပေါ်အာဆီယံကရှင်းရှင်းလင်းလင်းရက်တည်တင်တယ်စစ်ကောင်စီကတော့လက်ခံမှာမဟုတ်ဘူးဒီအတွက်အာဆီယံအနေနဲ့ထိုင်းနဲ့အတူရက်တည်ဖို့လိုတယ် ထိုင်းနိုင်ငံဟာအားလုံးနဲ့ပြောဆိုဆွေးနွေးမယ်ဆိုတဲ့မူကိုချမှတ်ထားတာဖြစ်တယ်။ကောင်းပြီ။ကျွန်တော်တို့ကစစ်ကောင်စီနဲ့တစပွဲတည်းမထိုင်ဘူးပေါ့။ဒါဟာအလို့ဖြစ်မယ်လို့ကျွန်တော်တို့မထင်ဘူး။အ ਨੇ ဆုံးတော့ထိုင်းဟာအုပ်စုတော်တော်များများပါဝင်နိုင်မဲ့အခင်းအကျင်းမျိုးဖန်တီးနိုင်ပြီးမြမအနာဂတ်အရေးဆွေးနွေးနိုင်တယ်။ထိုင်းအနေနဲ့စစ်ကောင်စီထံသတင်းစကားလဲပါနိုင်တယ်လို့ဆက်သွယ်ပြီးလဲပြောဆိုနိုင်တယ်။စစ်ကောင်စီဘက်ကဒါဟာပြည်သူတွေအတွက်အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာတွေးတင်ပြီးအခုသူတို့လုတ်ကင်နေတာတွေနဲ့ပြည်သူတွေအတွက်ကောင်းမကောင်းဆိုတာကို ဂူးတဆိုင်ပြန်လဲတုံးတက်လာလိမ့်မယ်။ဒါဆိုရင်တော့နိုင်ငံဟာရှေ့တိုးလာတာမျိုးဖြစ်လာပါမယ်။ထိုင်းဟာဒီဟာကော့ကိုဖြည့်ဆည်းပေးနိုင်တယ်လို့ကျွန်တော်ထင်တယ်။ Is the ASEAN Kendo ခင်ဗျားအနေနဲ့ဗာမားဖြည့်ဆွတ်ပြောချင်ပါသလဲ။ Well ကောင်းပါပြီ။မြန်မာအခြေအနေဟာမကြခင်တိုးတက်ကောင်းမွန်လာမယ်လို့ကျွန်တော်ယုံထားပါတယ်။တော်တော်တော့ခက်ခဲမယ်ဆိုတာကျွန်တော်သိပေမဲ့အခြေအနေကောင်းလာနေပြီလို့ကျွန်တော်မျှော်လင့်ပါတယ်။ ပြည်သူတွေအိုးအိမ်မဲကြတာအသက်ခံရတာကလေးငယ်တွေပညာသင်ကြားခွင့်မရတာထိုင်းနိုင်ငံစီထွက်ပြေးရတာတွေကိုကျွန်တော်ကြားမိတိုင်းဝမ်းနေတယ်ခမားတိပဲကျွန်တော်မှလည်းကလေးရှိတယ်ဒီမြမအခြေအနေမျိုးမှာကျွန်တော်ကလေးကိုမထားချင်ဘူးပြီးတော့မြမမှာကလေးတငယ်အများအပြားဘဝဒုက္ခကြုံနေပြီးထိုင်းမှာနေရင်လဲခြောင်လေတာတော့မဟုတ်ပါဘူးခမားတို့နိုင်ငံအနေနဲ့ငြိမ်းချမ်းရရှိမယ်စစ်ပွဲပြင်းငင်ပြီးနိုင်ငံအနာဂတ်စီရှေ့ရှုလာမယ်လို့မျှော်လင့်ပါတယ်ပြီးတော့တရားစတာကြွယ်ဝတဲ့မြန်မာမှာစစ်ပွဲမရှိရင် မြန်မာပြည်သူတွေရဲ့အနာဂတ်လင်းလက်တောက်လာပါလိမ့်မယ်လို့ကျွန်တော်တကယ်ယူဆပါတယ်။အားလုံးအဆင်ပြေချောမွေ့ဖို့ကျွန်တော်မျှော်လင့်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သူတွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုယ်ညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။